အလုတ်ကုံလို့အမည်ရတဲ့ဝိထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တာရှင်ပေးကြပါဦးခင်ဗျာသူ့ကမှရွေပြီးခိုင်းတတ်ပြီကိုတန်းတင်ရတလောက်ချစ်ချစ်နဲ့နဲ့လက်ကလေးတွေနဲ့ဒီထင်းနေဒီကနေ့ခွဲပြီးပါမလားတနေ့တနေ့ကျွန်တော်ဒီတငယ်ချင်းကိုတန်းတင်တို့အိမ်တို့အလဲပက်ရောက်ရှိစဉ်သူ့အိမ်ခြေတွင်ကနေစုချမ်း၄900ထက်မနည်းရှိသည့်ထင်းပုံကြီးအလဲ၌ဓမ္မတလက်နှင့်ထင်းများခွဲစိတ်နေသည့်အသက်90ခန့်ရှိကလာအဖိုးကြီးကိုကြည့်ရင်းကမေးလိုက်မိခြင်းဖြစ်ပါသည် အမှန်တကယ်လေကျွန်တော်ကမေးယူရလောက်အောင်ပဲကလာကြီးမှာအယိုးပြိုင်ပြိုင်ခန္ဓာကိုဂျုံလီရှိနေလာတော့လက်ကလေးများဖြင့်သူ့လက်ထဲကဓမ္မကိုပင်မြောက်မှမြောက်နိုင်ပါမလားဟုတန်တရားဖြစ်ဖွယ်ရာရှိပေသည်တို့ရတွင်ကိုတန်းတင်ကသဘောကျကြွရဲတွန်းတွေးလိုက်ရင်ကခမည်းကဒီကလာကြီးကိုလူနဲ့ဝုံအဆမတန်ခိုင်းရပါမလားလို့ကျွန်တော်ကိုအပြစ်တင်ခြင်းတပေါ့လေအင်းသူ့ကိုစပြီးခိုင်းမယ်လို့တော့ကလေကျွန်တော်ကိုယ်တိုင်ငါနဲ့ဒီကလာကြီးကိုခိုင်းရင် နှိပ်ဆက်တယ်လို့များဖြစ်နေမလားလို့တော့အောက်မိခဲ့တာပေါ့သူကဒီတလန်းလုံးသူပဲထင်ခွဲပေးနေတာပါသူ့ကိုအလုတ်ပေးပါလို့အတင်းအလုတ်တောင်းလို့သာခိုင်းလိုက်ရတယ်အခုခမားလို့ပဲအလုတ်ကိုပြီးအောင်လုံနိုင်လိမ့်မယ်လို့နည်းနည်းမှမထင်ခဲ့မိဘူးဒါပေမဲ့သူ့ခမားဒီအလုတ်ကလေးလုံရမှထမင်းစားရမှဆိုတော့သူ့လုံနိုင်တဲ့လောက်ပဲလုံပါစေမိကလေးနည်းနည်းပါပါပေးလွတ်လိုက်မယ်လေဆိုပြီးခိုင်းရတော့တာပေါ့ခက်တာကသူ့ကိုတနာပြီးမခိုင်းပြန်ရင်လေသူ့ကိုမကူညီတယ်လို့ပဲနေမယ်မဟုတ်လားငွေတက်တက်ပေးလို့ရအောင်ကလည်း သူ့ကိုစော်ကားရရောက်ချင်ရောက်လိမ့်မယ်။သူ့ကြည့်တော့ဒါပိန်ပိန်ချစ်ချစ်နဲ့အားမရှိဘူးလို့အောက်မေ့ရတာနော်။သူ့ပြောပုံဆိုပုံကသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပဲ။ဒီတလန်းလုံးအိမ်တွေကထင်းတွေသူ့ပဲခွဲပေးတဲ့အကြောင်းခဏခဏပြောတယ်။သူ့ကိုမယုံမကြည်ဖြစ်တာကိုတော့သူ့ကြိုက်ပုံမရဘူး။ဒါနဲ့ကျွန်တော်လည်းအလုပ်မပြီးတာပြီးတာပတ်ထား။သူ့ကျင်နဲ့အောင်လှောက်ခိုင်းပြီးတော်ကလေးကြာမှငွေပေးလှုပ်လိုက်မယ်ဆိုပြီးခိုင်းလိုက်တာပဲ။ကျွန်တော်ထင်တယ်လို့ပဲဟုတ်မလဲ။၁၄၅မိနစ်လောက်ကြာလို့ထွက်လဲကြည့်ပါရော။ လာလာနဲတဲ့ထင်းနေမဟုတ်ဘူး။သူခွဲပြီးနေတာ။တကယ်အလုပ်လုပ်ကြဟဲ့ဆိုတော့ကျွန်တော်တို့ထက်တောင်အားရှိသေးရဲ့။ဇွဲနေပဲလေအင်မတန်ကြီးပုံရတယ်။ဒီလိုပဲဖြည်း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 နဲ့ထင်းလေး900ကိုညနေမဆောင်ခင်အကုန်ပြီးအောင်ခွဲသွားတယ်ဗျာ။ကျွန်တော်လည်းအဲ့ဒီကလေးကသူ့ကိုယုံကြည်သွားမိပြီးထင်းခွဲစရာရှိတဲ့အခါတိုင်းသူ့ကိုပဲခေါ်ခေါ်ခိုင်းခဲ့တယ်။တကယ်ဆိုတော့သူ့ခမထင်းတရာခွဲမှပြား40လောက်ရရှာတာ။ဒါပေမဲ့ဘလောက်ပဲရရသူ့အလုပ်ကလေးသူကြည်ကြည်နက်နက်ရောင်ရောင်ရဲရဲနဲ့အမြဲတမ်းလှုပ်ရှားတယ်။သူကဘာပြောဘူးတလေသိလား။ ူ့မှာအာကိုအားထားရဲ့လို့ဘယ်သူမှမရှိပါဘူးတဲ့သူ့အဖို့အလုံးလုံးနိုင်မှမင်းစားရမှာပဲတဲ့သူအလုံးမလုံးနိုင်တဲ့တနေ့သူလည်းပဲတည်မှာပဲတဲ့ဒီလိုလူမျိုးကဘယ်သူ့ဘုံမှမမိကိုပဲကိုယ့်လောက်အားနဲ့ကိုရှားစားနိုင်မှမြို့ကြမဲ့လူမျိုးဗျသူ့အတွက်အလုံးလုံးနေရတာကိုကဂုံတစ်ခုပါပဲတန်းတင်ကထင်းခွဲကလာကြီးအတောင်ကိုရှင်းလင်းပြောပြနေလိမ့်ဤကလာကြီးကကျွန်တော်တို့နှစ်ယောက်အားမော်ရည်မြပြီမကြည့်ပဲသူ့ပက်ပက်လေရှိ နေစုထင်းချမ်းများကိုသာတခုပြီးတခုအဖျားပြားခွဲစိတ်လျက်ရှိ၏သူနာသွားကဲ့၍အကဲခတ်ကြည့်မိသည်တွင် သူဤဂျုံဒီသေးမြောင်လာသောလက်မအိုးလိုတွင်ကြွတားအဆိုင်ခဲကလေးများလိုင်းထ၍ထ၍သွားသည်ကိုဂယုပြုလိုက်မိပါသည်ကိုတန်းတင်ပြောပြတကယ်တို့ပင်ဤကလာကြီးဒီကအမြင်အားဖြင့်အင်အားကင်းမဲ့သည့်အတွင်ကိုဆောင်းနေသလောက်သူ့လုံသူလုံရိုးလုံစဉ်ဝိတရတည့်အနေဖြင့်စိတ်ရောကိုယ်ပါဆောင်ရွက်နေခြင်းသာဖြစ်လေ၏အသက်ရွယ်နေမလိုက်အောင်သူမို့ပင်မမောမပန်းမညောင်းမညာ လုံနိုင်ပါပေသည်ဇွန်းနဘဲကြီးလာပေသည်ဤကဲ့သို့ကလာကြီးအားယင်းထဲကကြိတ်၍ချီကျူးလေးစားနေမိရင်ကပဲကျွန်တော်စိတ်ထဲ၌တခါကကိုတန်းတင်တို့အိမ်ရှိမှပင်မြင်လိုက်ရဘူးတော့ပိတ်ဖြူစင်ကြဲနှင့်အလှခံတယောက်အားရုတ်တရက်တရိယာလာမိသည်ဖြင့်ဒီကလာကြီးကိုတွေ့ရတော့ကိုတကခမားတို့အိမ်ဝင်ရင်ပြီးပိုက်ဆံတောင်းနဲ့ဖိုးသူတော်လူလူလူဘွားဘွားတုတ်တူကြီးကိုတရိယာမိတယ်ဗျာ။အော်ဒီလောက်ကွန်အားပလာကြီးနဲ့အလုံမလုံတဲ့တောင်းစားရကောင်းလားလို့ခမားတော့ပွားတဲ့လူလား။ အေးဗျာကြည်စမ်းပါဦးနဲတဲ့ဗလာကြီးမှမဟုတ်ပဲရှင်ယုတ်ကြီးတွေလက်မောင်းကြီးတွေဒီကလာအဖိုးကြီးထက်3-4ဆလောက်ကြီးတော့မပေါ့ဆန်အိတ်ထမ်းမလားရေဆွဲစားမလားကုလီလုတ်စားမလားသူ့ခွန်အားဗလာကြီးနဲ့ကောင်းကောင်းကြီးလုတ်စားနိုင်တာပဲဟုတ်ထိုလူပေါ်တော်ကြီးအားကျွန်တော်တို့ရှေ့မှာကလာကြီးနဲ့နိုင်ရှင်ဝေပန်လိုက်မိပါသည်ဟုတ်တယ်အဲ့ဒါလိုအလုပ်တစ်ခုလုပ်ပြီးကိုဝမ်းကိုမကြောင်းကျင်တဲ့လူမျိုးတွေလည်းဒုနဲ့ဒီပေါ်ဗျာသူတို့ကြပြန်တော့လေကိုတက်တာကိုကျင်စိတ်ပဲချိကြတာကလားဆန်အိတ်ပဲထန်ထန် ရေပဲဆွဲဆွဲစိုက်ကားပဲနေနေကုလီပဲလှုပ်လှုပ်အများပေါ်မမီကိုပဲကိုဝန်ကိုကြောင်းနိုင်ရင်ဂုံအကြီးဆုံးပဲဆိုတဲ့အချက်ကိုသူတို့သဘောမပေါက်ကြဘူးဗျတကယ်ဆိုတော့ဆင်းရဲတာချမ်းသာတာလည်းအထူးကမဟုတ်ပါဘူးဘသူမဆိုဘယ်အလုပ်မျိုးကိုမဆိုညီမန်းချက်တစ်ခုနဲ့လုပ်နေဖို့အရေးအကြီးဆုံးပါပဲအမှန်ပဲခမားပြောလို့ကျွန်တော်တို့တငယ်ချင်းတတိသားတယောက်ကြောင့်စဉ်းစားမိတယ်အဲ့ဒီလူကြပြန်တော့လေမော်တော်ကားပေါ်ကခြေမချမေဆိုရင်လေသူ့အင်ကြီးအိတ်ထဲအနည်းဆုံးယာရင်တစ်ချက်အမြဲတမ်းထည့်လာနိုင်တဲ့လူတယောက်ပဲ အဖက်ဖက်ကလူလေးသေးမရှိပြည့်စုံတယ်လို့ဆိုနိုင်တာပေါ့ဒါပေမဲ့သူ့ရင်ထဲမှာတော့သူ့ဘဝသူနည်းနည်းမှမကျေနပ်ဘူးမရောရဲမတင်းတိမ်ဘူးသူ့ပင်ကိုစိတ်ရင်အင်မတန်ကောင်းသလောက်သူဟာဘသူ့အပေါ်မှာမဆိုနိုင်ယူခြင်းတဲ့စိတ်ဘိုးကြခြင်းတဲ့စိတ်ကများနေတယ်ဗျာဘာမဆိုသူတာတိသူတာတက် သူတာနားလေသူများပြောတာဆိုတာသူများရဲ့အယူအဆကိုဘာမှလက်ခံလို့သိမရှိဘူးငါစကားနွားရအင်မတန်ပြောတတ်တယ်စကားဝိုင်းနေမှာသူကအကြီးစကားများများပြောခြင်းနဲ့သူများပြောတာသူနားမလဲရင် စိတ်မဝင်စားရင်တခါလေးပြောခွင့်ကိုမပေးတော့ဘူးတန်တကောစာလျှောက်ပြောတော့တာပဲကြာတော့သူ့အပေါင်းအသင်းတွေကသူ့ကိုရှောင်မန်းမသိချောင်လာကြတယ်ဗျာအစကကျွန်တော်တောင်သူ့ကိုတိမကန်နိုင်ခဲ့ဘူးအတော်ကြီးစိတ်ပြက်ခဲ့မိတယ်နောက်အောင်မှစဉ်းစားကြည့်တော့ကျွန်တော်တို့တွေထက်သူကမညံ့ဘူးဆိုတာကိုပြကျင်နေတာပဲဆိုတာသဘောပေါက်လာမိတယ်သူ့မှာအဖက်ဖက်ကပြည့်စုံနေဆိုပေမဲ့သူကိုယ်တိုင်ကဘာလို့မှမမေရရလောက်တာမဟုတ်ဘူးသူ့မှာပြည့်စုံပါလေဆိုတဲ့ရွေးဟာသူ့မိဘတွေကြီးကလက်ဖြန့်ခံရတာတွေကြီးပဲကို ီတော့သူ့ဘဝသူကြိတ်ပြီးမကြင်မနဲ့ဖြစ်နေတော့တာပေါ့နောက်ပြီးအဲ့တလူမကြင်မနဲ့ဖြစ်နေတဲ့သူ့ဘဝကိုတခြားလူတွေတီးသွားမှာကိုလေသူကြောက်တယ်လေသူ့ဘောသူများကတင်းစီးသွားမှာအနံ့ယူသွားမှာကိုလေသူကြောက်တယ်ဒီတော့သူများတွေပေါ်မှာသူကဥအောင်ဖို့ကြတာကြီးပဲအနံ့ယူတာကြီးပဲအဲ့ဒါကြောင့်ကျွန်တော်ပြောတာပေါ့ဆင်းရဲတာချမ်းသာတာလည်းအဓိကမဟုတ်ဘူးအဲ့ဒီခမည်းတော်ငယ်ချင်းဆိုရင်ငွေကုန်ကြေးကုန်ပကတနာကုန်အကုန်လုံးပြည့်စုံတာပဲဒါပေမဲ့သူ့မှာအလုပ်ကုန်တစ်ခုလုံးနေတော့သူ့ဘောဟာမပြည့်စုံနိုင်တော့ဘူးပေါ့ ဟောဒီကလာကြီးကိုကြည်ပါလားသူကြည်တော့ပင်မဆင်းရဲပုံရပါမယ်တကယ်ကြတော့သူ့မှာပူပင်ចောင်းကြမှုဘာမှမရှိဘူးဗျသူ့ဘဝနဲ့သူတင်းတင်းရောင်ရဲနေတာပဲကျွန်တော်တို့ဒီကလာကြီးရဲ့ဘဝကိုအားကျမိတယ်ဗျဂုံလဲယူမိတယ်ကျွန်တော်ကြည်လာရင်လည်းဘဲသားသမီးကိုမှအာမကိုပဲသူ့လိုပဲကိုဘဝကိုလွတ်လွတ်လပ်လပ်ယုံကျင်တယ်ဗျကျွန်တော်တို့နှစ်ယောက်သားအိမ်ထဲသို့ဝင်တွင်ကိုတန်းတင်ကချင်းခွဲလေးရရှိတော့ကလာဖိုးကြီးအားဂုံယူအားကျစွာဖြင့်ပြောလိုက်လေသည်လွတ်လွတ်တာဟာလွတ်လပ်ခြင်းတည်းရဲ့ပဲဆိုတဲ့ပြင်းတဲ့စကားပုံတစ်ခုလိုပေါ့ အမှန်ပဲဘသူ့ဘုံမှာအာမကိုပဲမမိကိုပဲနဲ့ကိုလှုပ်ရှင်တဲ့အလုပ်တစ်ခုကိုလုပ်နေရတဲ့ဘဝဟာအလွတ်လပ်ဆုံးနေမှာပဲဂုံအကြည့်ဆုံးနေမှာပဲဗျာကျွန်တော်ဒီဤသို့ကိုတန်းတည်ရင်စကားများကိုထောက်ခံပြောဆိုလိုက်မိခြင်းပါပဲသူနှင့်ကျွန်တော်စကားဆက်မိဆက်ရဆွေးနွေးခဲ့မိတော့အချက်အလက်များမှတဆင့်ကျွန်တော်ဤစိတ်ကူးလို့ဒီလေလွန်ခဲ့သည့်၁၀နှစ်ကျော်ကအဖြစ်ပြက်တရက်စီတို့ပြန်ပြောင်းရောက်ရှိသွားပါတော့သည်1949ခုနှစ်နိုဝင်ဘာလအတွင်းကဖြစ်ပါသည်တမနကင်ကမာရွတ်မှရန်ကုန်သွားတွင် ကျွန်တော်ဒီဘတ်ကားပေါ်၌အသက်60ရွယ်ခန့်ရှိဖိုးဦးတယောက်နှင့်ခုံတစ်ခုံထဲထိုင်နှီးရက်သားသွား၍ဆုံမြင်ခဲ့ကြ၏ထိုဖိုးဦးကတွေ့နေကြမြင်နေကြတာမန်ဖိုးဦးတယောက်မျှသာဖြစ်ပါသည်သူမျက်နှာတွင်ဗရင်နေများမှညောင်မြင့်ညောင်နယ်များပမာတွန့်လင့်တွဲရှက်လျက်သူ့စပင်များမှလည်းဆွတ်ဆွတ်ဖြူနေလေပြီသူခါမှာအတော်ကြီးကိုင်းကသူ့လက်တို့မှလည်းအယိုးငေါငေါထွက်နေလေပြီဤသို့ပြင်ပန်းအားဖြင့်တွေ့ရိုးတွေ့စဉ်အဖိုးဦးတယောက်မျှသာဖြစ်တော်냐လေ သူ့လက်ထဲ၌ပြင်းညစ်ဆုပ်ကင်ထားသည့်အရာဝတ္ထုတစ်ခုကသူ့အားစိတ်ဝင်စားသွားစေပါသည်ထိုအရာဝတ္ထုကြောင့်ပင်ကျွန်တော်သည်သူ့အားခရုမစိုက်ပဲမနေနိုင်တော့ယုံတာမကတစုံတရာသိရှိလိုစိတ်များကိုလေချုပ်တီးမရနိုင်တော့သဖြင့်ဘာကြီးဒီကုန်ဖက်နဲ့ဒီဘာလို့မလို့လဲဟုတ်ဖွင့်ဟမေးလိုက်ပြန်မိဘာကြီးလေရောက်နေတာပါကွယ်အခုရန်ကုန်နဲ့သွားရောက်မလို့ပါဟုတ်အဖိုးကအဖြေပေးလေသည်ကျွန်တော်မှာအဖိုးအိုကြီးလက်ထဲမှာတုတ်တချောင်းတွင်တိုးလိုတွဲလောင်းချိတ်ဆွဲထားသည့် ခုံဖက်များကိုစူးစူးဆိုက်ဆိုက်ကြည့်နေမိရင်ကကြားလိုက်ရသောစကားများကိုမယုံကြည်နိုင်လောက်အောင်ပင်ဖြစ်သွားမိတော့၏။ဘာကြီးဒါဒီလျှောက်ရအောင်မလို့ဟုတ်လား။ဖူ၍လေတန်းတော်ဆက်လက်မြင်းမြန်လိုက်မိပါသည်။အေးကွယ်ဘာကြီးနေတိုင်းခုံဖက်လည်းရောက်နေတာပဲငါမကြီး။ငါမကြီးကဝယ်ခြင်းလို့လားကွယ်။မဟုတ်ပါဘူးဘာကြီးရဲ့ဘာကြီးအသက်ရွယ်နဲ့ဒီခုံဖက်တွေလျှောက်လေရောက်နေဆိုလို့ကျွန်တော်အံ့ဩသွားမိလို့ပါ။ဘာကြီးအသက်ဘယ်လောက်ရှိပြီလဲခင်ဗျ။60တနှစ်ရှိပါပြီကွယ်။ငါမကြီးမအံ့ဩနဲ့တော့ ။ဘာကြီးဒီတဲ့ရွယ်ထိဖြားတဲ့နာတဲ့အခါကလွယ်လို့အလုံးနဲ့လည်းနဲ့တစ်ခါမှမပြတ်ခဲ့သေးဘူး။မိုဟင်းကားခောက်ဆွဲ၊ကြာစံကြီး၊မုတ်လက်ဆောင်၊ဘာကြီးအကုန်လှုပ်ရောင်းခဲ့ဘူးလေ။အခုမှသာအသက်ကလေးထောက်လာတော့လေးလေးပင်ပင်တိတ်မထမ်းနိုင်လို့ဒီခုံဖနက်ကလေးတွေပဲရောင်းနေရတာကွ။ဘာကြီးမသားသမီးကြောတော့နောက်ကမရှိလို့လားခမရှိတော့ချိကြတာပေါ့ကွယ်ဒါပေမဲ့တို့မလဲတို့လုံးနဲ့တို့မှအနိုင်နိုင်ရှာစားကြရတာဘာကြီးကိုဘယ်ကျွေးနိုင်မှမလဲဘာကြီးကလည်းဘသူ့ကိုမှဒုက္ခပေးခြင်းတဲ့လူမျိုးမဟုတ်ဘူးကွာ ဘသူ့ဘုံမှလည်းအာမကိုးခြင်းဘူးတသက်လုံးနဲ့ဒီလုတ်တွေလုတ်ခဲ့ရတော့အလုံးမလုတ်ဖဲလည်းမနေတတ်ပါဘူးကွယ်ခုဆိုရင်အတူနေတဲ့သမီးနဲ့သမက်ကိုဦးတော်ဘာကြီးကထောက်နေရသေးတယ်ကွယ်သမက်ကဆိုက်ကားသမားတလောကရင်ကားတိုက်မိလို့ခုတက်တီအလုတ်ပြန်မလုတ်နိုင်သေးပါဘူးကွယ်ကျွန်တော်ကအဖိုးအိုကြီးစကားတွေကိုနားစွင့်ထောင်နေမိရကခုံမနဲ့တရံလောက်ဝဲယူအားပေးခြင်းစိတ်များပင်တပွားပွားပေါ်ပေါက်လာမိ၏တို့ရတွင်ခုံမနဲ့တရံကိုအနည်းဆုံးငားမှုတော့ပေးရပေလိမ့်မည်ခက်တီမှာကျွန်တော်လက်ထဲ၌ မိမိထံမှတောင်းလာခဲ့သောခီးစိတ်ကလေးငွေတကြက်များသာပါလာခြင်းဖြင့်ဖြစ်၏ထို့ကြောင့်ကျွန်တော်သည်မိမိစေတနာကိုရှင်တဲ့၌ပင်တို့ဝဲထားလိုက်ရပြီးနောက်ခီးတစ်လျှောက်လုံးလိုလိုပင်ထိုခုံဖနှက်တဲ့အဖိုးကြီးအပေါ်ဝဲဂျင်ညိုလေးသားစိတ်များစတဲ့တဘူပွားများလာမိပါတော့သည်ထိုအဖိုးဒီကဇရာထောင်းခဲ့ပြီးဖြစ်သည့်တိုင်အောင်အလုတ်တစ်ခုကိုဝတရားမပြဲဆောင်ရွက်လျက်ပင်ရှိရှိသေး၏သူဤပြောပြချက်အရာဖြားသည့်နာသည့်အချိန်များမှာပါတခါဘူးများအလုံးနှင့်လည်းနှင့်မပြတ်ခဲ့ဟုဆို၏ အလုံးမလုံးဖဲနေလေမနေတတ်ဟုဆို၏သူသည်မြည်သူကိုမှလည်းဒုက္ခမပေးခြင်းအာမကိုးခြင်းဟုဆိုသည်ချူးချူးဝဲကောင်းလာစွာတကကြီးညိုအားကြဝဲကောင်းစွာတကကျွန်တော်သည်အဖိုးအပေါ်ဝဲကြီးညိုအားကြဖြစ်မိသည်နှင့်အမျှထိုအခါကကျွန်တော်၏ဘဝအခြေအနေကိုပြန်လည်စစ်ကြောစဉ်းစားလာမိတော်သည်ထိုအခါကကျွန်တော်ဘဝမှာခုံဖနက်တဲ့အဖိုးကြီးထံမှခုံဖနက်တရံလောက်ဝဲယူအားပေးခြင်းမရဲ့နေမဝဲနိုင်သောမိဘထံမှလက်ပြက်ခံဘဝမျှသာဖြစ်လေ၏ ထိုခါကကျွန်တော်ဤဘွားကိုကျွန်တော်မိဘများက1960ဟူ၍၎င်းထီထန်လန်းလျှောက်ကြီးဟူ၍၎င်းရှေ့တလုံးအိမ်တိုင်းဟူ၍၎င်းဘွဲ့အမိမျိုးမျိုးနင်းရခဲ့ကြပါသည်အဘယ်ကြောင့်ဆိုသောအတည့်ရွယ်အဖြစ်အစိတ်အတွင်းရှိနေပြီဖြစ်တော့ကျွန်တော်သည်ကြောင်းလဲဆက်မနေအလုတ်ကင်လဲဘာမျှမလုပ်ပဲရွယ်အိတ်တလုံးတွေကထီထန်လန်းလျှောက်ဘဝမျိုးတွေကျင်လည်နေခဲ့ရသောကြောင့်ဒီအမှန်အဖြစ်ကျွန်တော်သည်မဂ္ဂဇင်းတိုက်တကားသို့သွားကစာရေးဆရာများအကြောင်းစာပြေလောကအကြောင်းများကိုဘုသူတရှာမိရင်းက စာရေးဆရာတူဖြစ်ဖို့ကြီးမန်းစူးစမ်းနေခဲ့ခြင်းဖြစ်လေ၏သို့တော်လည်းကျွန်တော်မိဘများစိတ်ထဲ၌ကကျွန်တော်နေပုံထိုင်ပုံကိုအရှင်းမကျေနပ်ခဲ့ကြပဲနေ့စဉ်နှင့်အမျှညူဆူချိန်ပေါင်းခဲ့ကြပါသည်သူတို့ကကျွန်တော်အားကြောင်းဆဲ၍တက်လူကတက်တူတီမဟုတ်တီတီတက်တဲ့အလုပ်တစ်ခုကိုရှားခွေလုတ်ကင်စီခြင်းကြသည်ကျွန်တော်ဖေဖေကမူကျွန်တော်အား BA အောင်စီပြီးသူကဲ့သို့မိရထာဌာနတွင်အရာရှိအရာခံဖြစ်စေလိုသည့်ဆန္ဒပြင်ပြခဲ့၏ ျွန်တော်ကမိရထားအရာရှိတဲ့စာရေးဆရာပို့ရေးဖြစ်ခြင်းပါသည်စာရေးဆရာလို့ကိုပို့ရေးဂုံယူပါသည်စသဖြင့်ပြန်ပြောမိသည့်အခါများတွင်ဖေဖေကမင်းစာရေးဆရာလို့ကတလပတ်စံဘလောက်ရလို့လဲဝတ္ထုတစ်ပုဒ်ကိုဘလောက်များရသလဲအခုဖြင့်မင်းစာရေးဆရာလို့ကတို့စီကနေတိုင်းနေတိုင်းခရီးစရိတ်တောင်းပြီးတို့အိတ်တလုံးနဲ့ရှောက်လေနေတဲ့အလုပ်ပဲဟုငေါ်တယ်လို့လောင်းတယ်လို့နေအထင်သေးစကားပြောတတ်ပါသည်ကျွန်တော်ကဘာတခုမှပြန်ပြောခွင့်မရခဲ့ပါမိတို့ကပြန်ပြောနိုင်ဦးမည်နေထို့အခါက ျွန်တော်တို့လိုနာမည်မရသေးသည့်စာရေးသူပေါက်စကလေးများအနေနဲ့ဝိထုတပုတ်ကိုမှစိတ်သုံးစေအများဆုံးရနိုင်ခဲ့၏ပြီးတော့လေမဂ္ဂဇင်းတိုက်တွေကကျွန်တော်တို့ရေးပေးသည်များကိုမမှန်ထက်မပေးခဲ့ကြပြီဝိထုကိုမဂ္ဂဇင်းတွင်ထည့်သွင်းဖြစ်ပြန်တော့လေဝိထုရေးကားကိုရဖို့တိတ်မလွယ်ကူပြန်ချေအသိ30များသောဉာဏ်ပူဇော်ကားကလေးကိုပင်အချိန်ချင်းလေးလေးခွဲ၍ပေးတတ်ကြသည်ဝိထုထည့်သွင်းဖို့ပြပြီးရေးခါမပေးသည့်တိုင်များနှင့်လေကြုံခဲ့ရဘူးပါသည် ကျွန်တော်ဒီဇာယုဆရာတယောက်ဖြစ်ခြင်းသောနှင့်ကျိုးပန်းနေသူကအမှန်မြင်ဖြစ်၏တို့ရတွင်နာမည်မရသေးသောစာရေးသူပေါ့ဆာတယောက်အနေနှင့်ကျွန်တော်အဖို့တလလျင်ငွေတရားများပင်မှန်မှန်မရနိုင်ုံသာမကဝင်ငွေတပြားတစ်ဆက်များမှမရှိခဲ့သောလရီလည်းရှိချေသေး၏တို့ဖြစ်လျာမိယထာယာရှိအရာကန်ထက်ဇာယုဆရာပူ၍ဖြစ်ခြင်းပါသည်ဆိုသောကျွန်တော်အဖို့မိဘထံမှခီးစေမုံဘိုးပေဖို့လက်ပြတ်မခံမဲမနေနိုင်ခဲ့တော့ပေ ထိုနေ့မနေ့ခင်ကပင်ကျွန်တော်ဒီတာရာမဂ္ဂဇင်းတိုက်သို့သွားဖို့ခီးစိတ်တပြားမှမရှိတော့ကြောင်းမမိထံမှငွေတစ်ရက်တောင်း၍ထွက်လာခဲ့ခြင်းဖြစ်သည်ဘက်စကာဘောတွင်အသက်60ကျော်ခုံဖနှက်တဲ့အဖိုးကြီးနဲ့တွေ့လိုက်ရသောတည်ငါတွင်ကကျွန်တော်ဖို့မိမိဘဝမှန်ကိုမစင်စားရပဲမနေနိုင်တော့အောင်ဖြစ်လာမိ၏အထူးသဖြင့်မိမိတွင်မိခင်ထံမှတောင်းခံခဲ့သောခီးစိတ်မှလွဲ၍ငွေကိုမပါတော့ကြောင်းခုံဖနှက်တဲ့အဖိုးကြီးထံမှ ခုံဖနက်တရံချင်းမြင့်လိုပါရဲ့နေအချင်းမြင့်လိုက်နိုင်ခြင်းအတွေ့ဝမ်းနေတယ်လို့လို့ဖြစ်သွားမိပါသည်ဤတို့မိမိဖြစ်ကိုဝမ်းနေမိတဲ့နေမြကျွန်တော်ဤဦးနောက်သေးတွင်အတ္တိတရားတစ်ခုဝင်ရောက်ခင်အောင်လာတော့ဤဤဖိုးအဒီကအသက်60ကျော်အိုမင်းမဆွမ်းချိန်မျိုး၌ပင်သူ့သားသမီးများဤလှုပ်ရှားနှင့်မလုံလောက်နိုင်ကြောင်းကိုတိနာလေစွာဖြင့်ဤဘူးကျဲကျဲတွင်ခုံဖနက်တွင်လျှောက်လေရောင်းနေခြေသေးသည်အာမကတန်တန်မမခုံအပလကြီးနှင့်ပယ်လို့မျိုးကိုမဆိုလုံနိုင်ပါရဲ့နေမိဘများထမ်းအမှ အဆအဆလက်ဖြန့်ခံရင်ကိုတက်တာကိုလေးရရှိသေး၏အကယ်၍သာငါသည်အလုပ်တစ်ခုခုကိုဝင်ရောက်လုပ်ကင်ရင်တစ်ဖက်တစ်လမ်းမှဝင်ငွေရှာနိုင်ပြီဆိုပါကမိဘများကလည်းငါ၏ညီမန်းချက်ကိုအထင်မြင်သေးကြတော့မည်မဟုတ်ရှိငါသည်လည်းမိသူကိုမျှမမိခိုးဘဲနှင့်ညီမန်းထားသောစာရေးဆရာဘွားသို့လွတ်လပ်စွာနှမ်းနိုင်ပေတော့မည်တကားထို့ကြောင့်မင်းကျွန်တော်သည်ဘယ်နည်းနည်းမဆိုအလုပ်တစ်ခုခုကိုအမြန်ဆုံးရှာတော့မည်ဟုသောဆုံးဖြတ်ချက်နှင့်ထိုနည်းမှစ၍အလုပ်တစ်ခုကို အပူတပင်းရှာဖွေခဲ့တော့၏။တို့ရတွင်အလုဆိုဒီမှာတကယ်တမ်းရှာပြန်တော့လေမလွယ်ကူလှချေ။ဂျပန်ခေတ်တွင်ဗမာတက်မတော်၌ခုနှစ်ချက်စာစစ်သားဘော့ထမ်းရွက်ခဲ့သည်မှလွယ်၍အလုတစ်ခုကိုတစ်ချိန်တစ်ခါမျှမလုတ်ကန်ခဲ့ဘူးသောကျွန်တော်အဖိုးထူးဆန်းတဲ့ဖွယ်လေးဖြစ်နေတော့၏။ထို့ပြင်မိမိနှင့်မတင်သည့်အလုမိမိနှင့်အစဉ်တန်းနေလွန်းသောအလုလက္ခဏာနေလွန်းသောအလုစသဖြင့်စိတ်တိုင်းမကြပြမှုများနှင့်လေကြုံခဲ့ရသည်။မိမိသည်စာပေသမားတစ်ဦးဖြစ်၏။ စာပေသမားတဦးနှင့်အသင့်တော်ဆုံးအက်ဒီတာလို့ကိုရှောက်မြည်ဟုရှောက်ခဲ့ရာတွင်အက်ဒီတာတယောက်ဖြစ်ဖို့အတွက်တရင်တော့စာပြင်စရာစသဖြင့်ဆင်းရဲဆောင်ရွက်ရင်းလှုပ်တဲ့နှင့်ရည်ချင်းများပြည့်ဝစွာရရှိဖို့လိုအပ်ကြောင်းသိခဲ့ရပါသည်။လစာငွေ90ကျပ်နှင့်စာပြင်စရာအလုပ်တစ်ခုကိုတော့ထောက်ထားညာတာစွာပေးခဲ့ကြ၏။ကျွန်တော်ကညှင်းပယ်ခဲ့ပါသည်။တက်မတော်တွင်ခုနှစ်ကျပ်စာပေါ်ကနှင့်ထမ်းရွက်ခဲ့စီကားမှုပြင်ပအလုပ်တစ်ခုကိုလကတရာထက်နေ၍ မလုပ်လို့စိတ်မျိုးကကျွန်တော်စိတ်ထဲ၌ကင်းရောက်လျက်ရှိခဲ့၏အလောက်ကင်တစ်ခုကိုမေမေရရသာမလုပ်ကင်ခဲ့ဘူးတော့လေမိမိကိုမိမိအထင်ကြီးမှုကိုမူမဖြောက်နိုင်ခဲ့ကြောင်းဝန်ခံရပါမည်သို့တော်လေမိသည့်နီးနေမဆိုအလောက်တစ်ခုကိုတော့ရအောင်ရှာမည်ဟုသောဆုံးဖြတ်ချက်ဖြင့်ဆက်လက်ရှာဖွေမည်ရှာဖွေခဲ့ပါသည်သို့နည်းမင်းတနေ့တနေ့တရင်စာရေးတွင် UBA လေကြောင်းဌာနမှအမှုတမ်းများလိုရှိကြောင်းကြောင်းညာတစ်ခုကိုဖတ်ရှုလိုက်ရ၏ အ ਨੇ ဆုံးအင်္ဂလိပ်မြန်မာခြေတန်းအောင်ရမည်ဟုဆိုဤကျွန်တော်ကဥပစာအထက်တန်းတို့ပင်ရောက်ခဲ့ပြီလာဆောင်ငွေ150ကျပ်ဟုဆိုဤနည်းနည်းတော့နေသည်တိတ်တော့မဆိုးလား UPA လေချောင်းဌာနအလုံးနှင့်စာပေသမားဘာမျှမဆက်ဆက်မပတ်သက်တာတခုပဲဆိုးနေသည်တို့တော့မိမိနဲ့တင်းလျော်သည့်အလုပ်ဘာတခုကိုများရှာမရနိုင်သည့်စက်ကြာအီလုပ်ကိုပင်ယာယီတဘောဝင်လုံးကြည့်အောင်မည်ဟုစိတ်ပိုင်းဖြတ်လိုက်မိပါသည်ထိုနေ့မှပင်အလုပ်လျှောက်လွားတဲ့ဆောင်တက်ဆိုင်ရာသို့ရည်တင်လိုက်ပါသည် ဒီပြင်မိမိတို့ကိုတော့လုံးဝအတိမပေးခဲ့သေးပါ အလောက်ရတော့မှပင်တည်စေမိဟုစိတ်ကူးထားပါသည်နောက်တစ်ဘက်ကြော်မြအတွင်ကျွန်တော်အား UBA ဌာနသို့လာရောက်တွေ့ဆုံရန်ခေါ်သောစာတစ်စောင်ရောက်ရှိလာသည့်အချိန်တွင်ကဤကိစ္စကို ဖုံးဖိမထားနိုင်တော့ပါဒီပြင်မိမိတို့အားဝမ်းသာအားရထုတ်ပြလိုက်ရာသူတို့ကလည်းကျွန်တော်ဤစိတ်ပြောင်းလဲမှုကိုအံ့အားတင်းကြယုံမျှမကအထူးလဲဝမ်းမြောက်ခြင်းနဲ့တွားကြပေသည်ငါတို့ကလည်းတရားစားယုံမှန်ဘဝကနေပြီးအခုလိုအေးပိုင်းအထိတက်ခဲ့ရတာပဲ ပါလို့မဆိုစူးစမ်းရင်တိုးတက်နိုင်တာပဲခုဖေဖေကကျွန်တော်ဘုံကိုအားရစွာပုတ်၍ပြောလိုက်ပါသေးသည်ဇာကြီးဆရာဖြစ်မရတီနိုင်မီဆက်ကြညီပါများပေါ်တွင်မိခိုနေရသောဘဝမှလူကင်းရန်ကျွန်တော်၏အကြံစီကိုသူရိပ်မိနားလေဟန်မတူရှိညီတို့ပင်ဖြစ်စေမိပါများအားစိတ်ချမ်းသာမှုပေးလိုက်နိုင်ခြင်းအတွက်ကျင့်နဲ့ဝမ်းမြောက်မိပါသည် UBA ဌာနမှချင်းစုသောနေ့တွင်ကတဲတထိတ်တဲ့ရင်တလက်လက်နှင့်တွားရောက်ခဲ့လေသည် ကျွန်တော်ရောက်သွားသည့်အချိန်တိုင်းခန်းမကြီးထဲတွင်လူတွေအုပ်လိုက်ဆုလိုက်ဘိုင်းစကုပ်ယုံလက်မှတ်တို့တကဲ့သို့စုယုံစုယုံလုံနေကြသည်ကိုတွေ့ရပါသည်လူအုပ်တို့ကြားတွင်ကျွန်တော်နှင့်အကြောင်းနေပဲတငယ်ချင်းဟောင်းကိုမြညံဆိုသူအားရုတ်တရက်မြင်လိုက်ရတော့မှဟေးကိုမြညံကြီးဒီမှာဘာလာလုပ်တလဲခုဝမ်းသာအားရမေးလိုက်မိအလုတ်လျှောက်ထားတာအင်တာဗျူးခေါ်လို့လာတာလေမင်းကောကျွန်တော်လည်းဒီအတွက်ပဲလာတာနေစမ်းပါဦးဒီလူတွေကောဒီအတွက်လာကြတာကြီးပဲလားအယောက်၄၅၀ထက်မနည်းတော့လူအုပ်ကြီးကို ညွန်ပြရင်ကမေးလိုက်နှိပါသည်ကိုမြညံကကောင်းချင်းပြလိုက်ရင်ငါလက်ခွေရွေးမှာက၃ယောက်လာပဲကြည့်စမ်းပါဦးနဲတဲ့လူတွေလားကွာနောက်ပြီး BA တွေကလည်းတပုံကြီးကွာငါတို့အင်တာဗျူးတောင်ဝင်မတွေ့ချင်တော့ဘူးကွာပြန်လစ်ချင်ပြီခုစိတ်ပြက်တန်ကြီးနဲ့ပြောလိုက်ဤကျွန်တော်ကိုယ်တိုင်လည်းစိတ်ပြက်အားငယ်စွာဖြင့်ငိုင်ကြသွားမိတော့သည်သို့တော့ရုတ်တရက်အလျှော့မပေးခြင်းသေးပဲကိုယ့်အလှည့်ကြလျင်ဝင်တွေ့ကြရင်ကိုမြညံကြီးကိုပါအဖော်ညှိလိုက်မိဤလာရောက်တွေ့ဆုံသူများအနေမှာထဝက်ခန့်ပြီးသွားသည့်အချိန်၌ ကျွန်တော်တို့ကိုလေတက်ဆိုင်ရာကြီးကဲကခေါ်ယူပြီးအမျိုးမျိုးမင်းမြန်းစစ်ဆေးပါတော့သည်ဖြေရတာတော့အမောအဖတ်တင်တယ်ကွာရမှလည်းမဟုတ်ပါဘူးဟုတ် UBA ယုံကြီးထဲမှာနှစ်ယောက်သားပြန်ထွက်လာတွင်ကိုမြညာကမအူးမချုံနမိတ်ထပ်လိုက်ပါသည်အိုးဘယ်နဲ့ပြောနိုင်မှမလဲဗျာသူတို့မေးသမျှကိုကျွန်တော်တို့ကောင်းကောင်းဖြေနိုင်တာပဲရချင်ရမှာပေါ့ဟုတ်၍လားအပြင်းစကားပြောလိုက်ရပြီမေကျွန်တော်ကိုယ်တိုင်လည်းထိုလူကိုကြားလိုက်မည်ဟုမျော်လင့်အားထားချက်မရှိတော့ပါမျော်လင့်မထားသည့်အတိုင်းပဲအလုံးများခန့်အပ်လိုက်သည့်အချိန်၌လည်း ကျွန်တော်တို့နံပါတ်မချိတ်ခဲ့ပါဒီကဲတော့လုံးမရခဲ့တော့လေကျွန်တော်အဖို့တန်ဖိုးဖြတ်နိုင်တော့သင်ကန်းစာတစ်ခုကိုတော့ရရှိခဲ့ပါသည်ဘတ်စကာဘောတွင်ဂျုံတိုက်ခဲ့ရဘူးသည် ခုတ်ဖနှက်တဲ့အဖို့အကြောင်းလောက၌လူတိုင်းလူတိုင်းသူတစ်ပါးထံအမိကိုကင်းမဲ့စွာဖြင့်အလုပ်တစ်ခုကိုလုပ်ကင်တဲ့ကြောင်းသဘောပေါက်ခဲ့မိသလိုပင်ထို UVA အလုပ်ကိုမရခဲ့တော့အချိန်၌လေအလုပ်တစ်ခုကိုရဖို့ရမှာလေမလွယ်ကူလှကြောင်းကောင်းစွာနားလေခဲ့ရလေသည်ထိုအချိန်မှစ၍ကျွန်တော်သည် ူတစ်ပါးအပေါ်ဝဲအမိကိုကင်းမဲ့လူစိတ်မိမိကိုမိမိအားကိုးလူစိတ်များစတဲ့တဘူတိုးပွားလာပြီလေအလုပ်တစ်ခုကိုမရမရှင်းရှာဖွေခဲ့ရာတိုးတက်ရေးသတင်းစာတိုက်တွင်တလငွေတရားနှင့်လက်ထပ်ဝေဒီတာလို့ကိုရရှိခဲ့ပါတော့သည်ထိုခါမှစ၍ပင်ကျွန်တော်သည်မိဘများထံမှလက်ပြတ်မခံရတော့သည်နှင့်အမျှကိုနှစ်တရားလုံများကိုတစ်ခုပြီးတစ်ခုလောက်ကင်ဆောင်ရွက်လာခဲ့ရင်ကပင်ကြီးမန်းသာသောစာရေးဆရာဘဝသို့တစတဲ့တစရောက်မှန်းမသိရောက်ခဲ့ရတော့သည် စကားလေးပါလေးလည်းပြောအောင်လေတိတ်လည်းစဉ်းစားမနေနဲ့အောင်ခုကိုတန်းတင်ကပြောလိုက်တော့မှပဲကျွန်တော်ဤခြေဟောင်းတောင်းပြများကိုပြန်လည်စဉ်းစားနေမိကြောင်းရှင်းပြရာကထိုအဖြစ်အပျက်ကိုပင်သူ့အားပြောပြနေမိပါသည်ကျွန်တော်တို့နှစ်ယောက်စကားတပြောပြောနေချိကြတော့အချိန်၌ထင်းခွဲကလာအဖိုးကြီးသည်သူ့ခွဲစိတ်ထားသည့်ထင်းစိတ်ချမ်းများကိုတပွေးတပအကြီးတဲကတဲကရိုက်နေတော့ခြေလမ်းများဖြင့်ကျွန်တော်တို့နေပင်နာမှဖြက်၍ဖြက်၍လျှောက်သွားနေသည်ကိုသတိပြုမိ၏အဲ့ဒါကြည့်လေသူ့ခွဲပြီးသားထင်းတွေကိုနောက်ပြင်းပြီးပို့ကြောင်းနဲ့သွားစီနေတာ တော်တော်ကြာရင်ဒီထင်းလေး900ဟာသူ့ဉာဏ်နဲ့သူအကုန်စီပြီးပုံပြီးဖြစ်နေတော့မှာပဲကိုတန်းတင်ကထင်းများပိုက်လေးရဲ့ဖြတ်တန်းသွားတော့ကလာဖူကြီးအားလှမ်းကြည့်ရင်ပြောလိုက်၏ကျွန်တော်လည်းအခေါက်ပေါင်းမရေတွက်နိုင်တော့သည့်အထိအခါကဖြတ်ချောက်လျက်ရှိသောထိုကလာကြီးအားကြည့်နေမိရင်ကရင်ထဲတွင်တမျိုးကြည်နူးလာမိပါတော့သည်ဝိုင်းထဲကထိုကလာကြီးအလုတ်ကုံကိုကြိတ်၍ချီကျူးလေးစားမိသည်နှင့်အမျှထိုအလုတ်ကုံကိုချင်းမြင့်လိုစိတ်များတဖွာဖွာပေါ်ပေါက်လာလေ၏အတန်ငယ်ကြာလျင်ကိုတန်းတင်ကထိုင်ရာမှထလာ၏ပြီး ။ဒါကိုမြင်ချင်းအပြင်ဘက်ကိုပြပေါ်ထွက်ထိုင်ကြရအောင်။ဟုတ်ကျွန်တော်အားဆွဲခေါ်သည်ဖြင့်လိုက်ပါသွားရသည်။အပြင်ဘက်၌ကအမောင်လူစပြုတ်နေပြီ။တန်းပင်တစ်ပင်များပေါ်ဝဲကြီးကန်းများလေးအိတ်တန်းတက်ရန်တအားအော်မြည်လျက်ရှိကြလေပြီ။အနောက်ဘက်အာစတာတခွင်လုံးကိုနီဝါယူတွေပတ်ဖြန့်ထားပြီးသည်။ထိုနီဝါယူတို့သည်ထင်းခွဲကလာကြီး၏ရွှေစည်းများပြန်နေသောကြောပြင်းကြီးကိုလေတုပ်လူပေးလိုက်ပြန်ရာမဲပြောင်သောအသားအရောင်သည်ပင်ဖိတ်ဖိတ်လက်နေတော်၏ကလာကြီးကမျက်နှာမှကျွေးသည့်ကျွေးပေါက်များကို လက်ချောင်းကလေးတွေနဲ့တတ်ချလေးရဲ့သူ့ပတ်ဝန်းကျင်တစ်ဝိုက်လုံးကိုကျင်းနဲ့အားရစွာကြည့်ရင်တကောလုံးညောင်းညာဆန့်လိုက်သည်သူဤချွေးပြန့်လျက်ရှိတော့မျက်နှာကြီးမှလည်းပြီးမြောက်သွားသောသူ့လုံငန်းအတွေ့ဂုံယူနေဟန်ရှိပေသည်ကျွန်တော်ဤမျက်လုံးများကကလာကြီးဤတစ်ဝိုက်တွင်ကြောက်ချင်းမလားပျောက်သွားသည်ထင်းပုံကြီးကိုအမှတ်မထင်ရှာနေမိသေးသည်နောက်ချက်ချင်းလိုလိုပင်ကလာကြီးမိဖို့ချောင်းနေသို့အခောက်ခောက်တဲယူပြီးဖြစ်၍ထင်းပုံကြီးမရှိတော့ကြောင်းကိုတတိရလိုက်မိအမှန်မင်းစိုးစိုးက ထင်းမုံကြီးရှိခဲ့သောနေရာတစ်ဝိုက်မှာအံ့ဝဲကောင်းလောင်အောင်ကြောင်တလင်းခါလေးရှိပေပြီထင်းစာထင်းတာ အတူအဆအသေးမကလေးကိုမျှပြီမမြင်ရတော့ပါရှိဤမြအာရင်ချိနေပုံရပြီဤမြအသက်ရွယ်ကြီးရင်သူတူအနေနဲ့ထင်းလေး900ရကိုတခုမကြံခွဲစိတ်ပြီးရုံသာမကအိမ်နဲ့အရောက်တဲယူပြီးသည့်အပြင်ထင်းခွဲတည်နေရတခုလုံးကိုပြောင်းစင်တန့်ရှင်းနေအောင်ပြုတ်လုသွားခြင်းမှာအံ့ဩချီကျူးွယ်ပင်တကားထိုခိုက်ကလာကြီးသည်ကျွန်တော်တို့နှစ်ယောက်နားတို့ဖြင်းညင်းစွာ၆လပြီးလျင် သူညာဘဲလက်ကို ခြေတို့ထုတ်ကရွှေစည်းပြန်နေသောလဝါကို ဖြန့်ခမ်းလျက်ပြီးတော်ပြီဆက်ဖို့ပြောလိုက်လေကျွန်တော်ကကလာကြီးဖြန့်ထားသောလဝါမေမေကြီးကိုစူးစူးဆိုက်ဆိုက်ကြည်လိုက်မိရင်ကဤရွှေစည်းပြန်နေသည်လဝါကြီးဒီကပိတ်ဖြူစင်ကြယ်ဝှလျက်ကိုတန်းတင်တို့အိမ်ရွှေတွင်ငွေလူခံသွားသည်လူဝဝတုတ်တုတ်ကြီးဤလဝါများနှင်တော်၎င်းကျွန်တော်တို့တငယ်ချင်းတထေးသားဤနုညံ့သောလဝါများနှင်တော်၎င်းလုံခဲ့သောဆယ်နှစ်ကျော်ကမိဘများထံခရီးစဉ် မုံဘိုးပေးဖို့ဖြန့်ခဲ့ဘူးသည်ကျွန်တော်၏လက်ဝါးများနှင်းတော်လကမတူရှိတကားမနှမ်းရှင်အပ်ပါတကားဟုပိတိတော်မနတဖြစ်နေမိပါတော့သည်ယခုမြင်နေရသောကလာဖိုးကြီးလက်ဝါးကြီးသည်ကဆောင်ရွက်ပြီးစီးသွားတော်သူ၏ကျိုးပန်းဆောင်ရွက်မှုတွေညတင်ရထိုက်သည့်ခွင့်ရေးကိုဂုံယူဝင့်ကြွားစွာတောင်းခံနေခြင်းသာလျင်ဖြစ်ပေသည်ကိုတန်းတင်က ထိုလက်ဝါးကြီးတဲ့သို့ငွေနှစ်ချက်ကိုထည့်လိုက်ရတွင်ကလာဖိုးကြီးသည်ဖြန့်ထားသောလက်ဝါးကိုပြန်ဆုပ်လိုက်၍ငွေနှစ်ချက်ကိုသူ့တို့ပြီးကြောင်ကြိုက်ကြတဲ့သို့ တယုတရတိမ့်စီလိုက်လေ၏ထိုအချိန်တွင်ကျွန်တော်ကိုယ်တိုင်မှလည်းအင်းကြီးအိတ်ထဲမှငွေတစ်ချပ်ကိုကြပြားကြပြားထုတ်လိုက်မိပြီးလျင်ရော့ရော့အဖိုးကြီးပေါ့ဆူခုကလာကြီးအားလမ်းပေးမိရတာဖြစ်နေပါတော့သည်အဖိုးကြီးသည်ကျွန်တော်ပေးဒီကိုချက်ချင်းလမ်းမယူသေးပဲငေးကြည့်နေရကကျွန်တော်ရပြီဆက်မယူဘူးဆက်ခုညင်းလိုက်လေ၏ရုတ်တရက်တော့ကျွန်တော်ပင်လျင်ခြေတို့ထုတ်ထားသောလက်ကိုပြန်မယုတ်မိသေးပဲကြောင်ဝန်းအန်ကြီးဖြစ်နေမိသေး၏ နောက်တော့မှကလာဖိုကြီးညင်းစံဒီအထိပယ်ကိုသဘောပေါက်နားလေသွားမိတော့ကြောင့်ပို၍ပင်ပီတိဖြာဝေသွားမိပါတော့ဒီတကားဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဖက်ပြခဲ့တဲ့ဝိတုတို့လေးများကိုအချိန်ပေးပြီးနာတော့တာဆင်းမိခဲ့ကြလို့အားလုံးကိုကျေးဇူးပတ်ကာရအထူးတင်ရှိအပ်ပါတယ်ခင်ဗျာ